လူတော်တိုင်းကလည်းလူပေါင်းမဟုတ်လူပေါင်းတိုင်းကလည်းလူတော်မဟုတ်မင်္ဂလာပါတန်းပေပါပရိသတ်ကြီးရေခေါင်းစဉ်ကိုကြားပြီးတော့ပရိသတ်ကြီးတို့ခေါင်းရှုပ်ခေါင်းရှုပ်သွားနိုင်ပါ रे ကဘာကြီးဟာအယောင်သွေးစုံနေတဲ့ပန်းဥယျာဉ်ကြီးတစ်ခုနဲ့တူပါ रे အဲ့ဒီဥယျာဉ်ထဲမှာလှပတဲ့ပန်းရောင်စုံတွေပွင့်လန်းနေသလိုစူးပင်တွေအစိတ်ရှိတဲ့ပင်တွေလည်းရောနှောနေပါ रे အလားတူပါပဲလူလောကမှာလည်းထူးချွန်ထက်မြတ်တဲ့အရေးအချင်းတွေနဲ့ပြည့်စုံနေသူတွေရှိသလိုစိတ်နှလုံးကောင်းမွန်တဲ့လူသားတွေလည်းအများကြီးရှိပါ रे ဒါပေမဲ့အမြဲတမ်းတော့အဲ့ဒီအရေးအချင်းတစ်ခုကတအူးထဲမှာပေါင်းစည်းနေလေမရှိပါဘူး ဒါကြောင့်မလို့လူတော်တိုင်းကလည်းလူကောင်းမဟုတ်တလို့လူကောင်းတိုင်းကလည်းလူတော်မဟုတ်ပါဘူးဆိုတဲ့ဇာတ်လေးကပေါ်ထွက်လာတာဖြစ်ပြီးဒါဟာလူသဘာဝရဲ့ခက်ခဲနဲ့နေလာတဲ့အမှန်တရားတစ်ခုကိုထင်ဟပ်စေပါရည်။အဲဒီတော့လူတော်တိုင်းလူကောင်းမဟုတ်ဘူးဆိုတဲ့အချက်ကိုအလွယ်ကူအယိုးရှင်းဆုံးတတ်သိပြနိုင်မယ့်တမိုင်းဝင်ဥပမာတစ်ခုကိုပြောကြရအောင်ပါ။အဲဒီဥပမာကတော့တခြားသူမဟုတ်ပါဘူး။ Adolf Hitler ပဲဖြစ်ပါရည်။ဟစ်တလာဟာပြောရမယ်ဆိုလို့ရှိရင်ထူးခြားတဲ့ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့စီယုံသိမ်းသွင်းနိုင်တဲ့စွမ်းရည်ရှိသူတူပါ သူဟာဂျာမန်လူမျိုးတွေကိုစီးလုံးညင်ညွတ်စေပြီးတော့ပထမကမ္ဘာစစ်ရဲ့အရှုံးနဲ့စီးပွားရေးကြက်တဲမှုတွေကြောင့်နယ်လန်ပြန်မထူနိုင်ဖြစ်နေတဲ့ဂျာမနီနိုင်ငံကိုခဏလေးအတွင်းမှာပဲတကမ္ဘာလုံးကိုဩဇာလွှမ်းမိုးနိုင်တဲ့ဩဇာကြီးမားတဲ့နိုင်ငံကြီးအဖြစ်ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။သူ့ရဲ့စကားပြောစွမ်းရည်ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ခေါင်းဆောင်မှုပေးနိုင်တဲ့အရေးချင်းတွေကိုတော့ညင်လို့မရပါဘူး။ဒါပေမဲ့သူ့ရဲ့အတွင်းစိတ်မှာတော့လူမျိုးရေးခွဲခြားမှုအာနာရှင်စံတဲ့အတွေးခေါ်ရင်းနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့စိတ်ထားတွေကပြည့်နှက်နေပါတယ်။ ဟစ်တလာရဲ့တော်ရဲရေးချင်းတွေဟာတန်ပေါင်းများစွာသောလူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုဖျက်ဆီးပစ်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးကိုဦးတည်စေခဲ့ပါတယ်။လူမျိုးတုံးတပ်ဖြတ်မှုတွေမတရားဖန်ဆီးနှိပ်စက်မှုတွေသူ့ရဲ့အမိန့်အာဏာအောက်မှာဒါတွေကကျူးလွန်ခဲ့တာပါ။ဒါကြောင့်မလို့ဟစ်တလာဟာအပေါ်ယံအနီထားကကြည့်မယ်ဆိုရင်တော့ညံရင်ညံသွေးထမြက်တဲ့သူခေါင်းဆောင်တအူသူ့နိုင်ငံအတွက်လူကောင်းတယောက်ဖြစ်နိုင်ပေမဲ့လူသားမျိုးနွယ်အပေါ်မှာတော့ဟစ်တလာဟာအင်မတန်ဆိုးရွားတဲ့အပြုအမူတွေကိုပြုမှုခဲ့သလို ကျောင်းဆရာကောင်းတဲ့အကျိုးဆက်တွေကိုသိဆောင်လာခဲ့တဲ့သူတယောက်မလို့သူ့ကိုလူကောင်းတယောက်လို့တော့ဘယ်လိုမှသတ်မှတ်လို့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့သူကလူတော်တယောက်ပါ။သူ့ရဲ့ထမ်းမြတ်မှုဟာကဘာကြီးကိုပြက်စီးခြင်းကိုတွန်းပို့ခဲ့တဲ့လက်နက်တစ်ခုလိုဖြစ်သွားခဲ့ပါတယ်။အဲဒီတော့ဒီသမိုင်းဝင်ဥပမာကိုထောက်ရှုခြင်းအပြင်ကျွန်တော်တို့ရဲ့ဘဝမှာဘယ်လိုရည်တည်တင်လဲဆိုတဲ့အရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုရရှိနိုင်ပါတယ်။လူတယောက်ဖြစ်ဖို့ကြိုးစားခြင်းဟာချီးကျူးစရာကောင်းပေမဲ့တော်နေတဲ့အတက်နေတဲ့အရေးချင်းတွေဟာမှားရွေးတဲ့ဘက်ကိုဥတီရောက်သွားခဲ့ရင် ဘလောက်ထိကြောက်စရာကောင်းပြီးအန်နီရဲ့များလဲဆိုတာဟစ်တလာရဲ့ဖြစ်ရက်ကတတ်သိပြနေပါတယ်။အလားတူပါပဲလူကောင်းတယောက်ဖြစ်ဖို့ကြိုးစားခြင်းဟာမြင့်မြတ်တဲ့ရည်မှန်းချက်တစ်ခုဖြစ်ပေမဲ့ကို့မှာထိရောက်တဲ့စွမ်းဆောင်ရည်တွေမရှိဘူးဆိုရင်တော့ပတ်ဝန်းကျင်ကိုအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေတိတ်ပြီးတော့ဖြစ်နိုင်စေမှာမဟုတ်ပါဘူး။လူရောဆိုတဲ့အသုံးနှုန်းဟာများသောအားဖြင့်ဉာဏ်ရည်ထက်မြတ်တာလုပ်ငန်းတစ်ခုခုမှာကျွမ်းကျင်ပိုင်နိုင်တာပြဿနာတွေကိုလျှင်မြန်စွာဖြေရှင်းနိုင်တာစားရတဲ့အရေးချင်းတွေကိုလို့ပြောလို့ရပါသေးတယ်။ အဲ့လိုလူမျိုးတွေကပညာရေးနယ်ပယ်မှာထူးချွန်ထက်မြက်နိုင်တယ်လို့လုပ်ငန်းခွင်မှာလည်းအောင်မြင်မှုတွေအများကြီးရရှိနိုင်ပါတယ်။သူတို့ရဲ့စွမ်းဆောင်ရည်တွေကအများရဲ့အံ့ဩချီးမွမ်းမှုကိုလည်းခံရနိုင်ပါသေးတယ်။ဒါပေမဲ့သူတို့ရဲ့အတွင်းစိတ်မှာတော့ကိုကြိုးချလိုစိတ်၊သူတစ်ပါးကိုလှည့်စားလိုစိတ်ရက်စက်ကြမ်းကြုတ်တဲ့စိတ်ထားတွေကင်းအောင်နေနိုင်ပါတယ်။တမိုင်းမှာလည်းအာနာရှင်တွေလူစိုးကောင်းဆောင်တွေဟာညံရင်ထမြက်သူတွေဖြစ်ခဲ့တာကိုလည်းအားလုံးလည်းတွေ့ကြမှာပါ။သူတို့ရဲ့ထမြက်မှုဟာသူတို့ရဲ့စိုးရုပ်တဲ့လောရက်တွေကိုပုံမထျောက်စွာလှုပ်ဆောင်နိုင်မှုအတွက်အထောက်အပံ့တစ်ခုအနေနဲ့ဖြစ်စေခဲ့ပါတယ်။ နောက်ထပ်တခြားတစ်ဖက်မှာတော့လူကောင်းဆိုတဲ့အတုံးတုံးကစာနာထောက်ထားမှုရှိတာသူတစ်ပါးကိုကူညီလိုစိတ်ရှိတာတစ္ဆာရှိတာတရားမျှတတာစားတဲ့စိတ်နေစိတ်ထားကောင်းမွန်တဲ့အရေးချင်းတွေကိုဖော်ညွှန်းပါတယ်ဒီလိုလူမျိုးတွေဟာပတ်ဝန်းကျင်မှာချစ်ခင်လေးစားခံရပြီးတော့လူမှုအတိုင်းအဝိုင်းအတွက်အရန်အားထားရတဲ့ပုံကိုယ်တွေဖြစ်ပါတယ်သူတို့ဟာယူသားဖြောင်းမှတ်ပြီးတော့သူတစ်ပါးရဲ့အကျိုးစီးပွားကိုဦးစားပေးလေးရှိပါတယ်ဒါပေမဲ့သူတို့အရေးချင်းတွေဟာထူးချွန်ထက်မြက်တဲ့အဆင့်ကိုတော့မရောက်နိုင်ပါဘူးတချို့ကိစ္စတွေမှာဆုံးဖြတ်ချက်တွေချမှတ်ဖို့နှေးကွေးတာမျိုး လုပ်ငန်းတစ်ခုကိုကြောင်းကြောင်းညင်ညင်မလုပ်ဆောင်နိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်။သူတို့ရဲ့စိတ်ကောင်းစေတနာဟာလေးစားစရာကောင်းပေမဲ့တခါတရံမှာသူတို့ရဲ့ယူသားမှုကလည်းပဲအခွင့်ကောင်းယူခြင်းနဲ့သူတွေအတွက်အခွင့်ကောင်းယူနိုင်စရာလည်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့လို့လူတူကိုအကဲဖြတ်တဲ့အခါမှာသူတို့ရဲ့ပြင်ပအရေးချင်းတွေဥပမာပညာအရေးချင်းလုပ်ငန်းကျွမ်းကျင်မှုဒါတွေကိုသာမကဘဲနဲ့အတွင်းစိတ်ရဲ့စိတ်နေစိတ်ထားစာနာထောက်ထားရမှုရှိရလားယူသားဖြောင်းမှတ်မှုရှိရလားဒါရီကူပါထဲ့သွင်းစဉ်းစားဖို့အတွက်လူရီအများကြီးကပြောထားခဲ့တာပါ လူတော်တယောက်ဟာလူကောင်းဖြစ်ခြင်းမှဖြစ်ပါလိမ့်မယ်။ဒါပေမဲ့လူကောင်းတယောက်ဟာလည်းလူတော်တယောက်ဖြစ်ခြင်းမှဖြစ်မှာပါ။တကယ်တမ်းလူအပ်တော်ကတော့လူတော်လည်းဖြစ်လူကောင်းလည်းဖြစ်တဲ့ပုံကိုမျိုးတွေပေါ်ထွန်းလာဖို့ပါပဲ။ဒါပေမဲ့အဲ့လိုမျိုးပေါ်ထွန်းလာဖို့ကလည်းပဲလွယ်လွယ်ကူကူနဲ့တော့ဖြစ်နိုင်တာမျိုးမဟုတ်ပါဘူး။ဉာဏ်ပညာနဲ့စာနာထောက်ထားရမှုပေါင်းစပ်ပါဝင်တဲ့လူသားမျိုးဆက်တစ်ခုကိုကျွန်တော်တို့အနေနဲ့အစကနေပြန်ပြီးတည်ဆောက်မှပဲရပါလိမ့်မယ်။ဘာကြောင့်ဒီလိုပြောလဲဆိုရင်လူတော်တွေဟာလူကောင်းမဖြစ်နိုင်သလိုလူကောင်းတွေဟာလည်းပဲလူတော်မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မလို့ဒီနှစ်ခုကိုပေါင်းစပ်ဖို့ဆိုရင်အင်မတန်မှပြုပြင်ပြောင်းလဲဖို့အတွက်လိုအပ်ပါတယ်။လူပေါင်းလောကမှာလူတော်ရီရဲ့စွမ်းရည်တွေကိုလိုအပ်တယ်လို့လူအောင်နေရဲ့စိတ်ဓာတ်ကောင်းမှုတွေကလည်းအရေးကြီးပါတယ်။အပင်တပင်ဟာအသီးပွင့်နေတီးပွင့်မှုအတွက်အမြင့်တွေခိုင်ခန့်မှုလိုအပ်တယ်လို့ပါပဲ။လူတူရဲ့အရေးချင်းဟာအပြင်ပန်းရဲ့အသီးပွင့်နေတဲ့တူပြီးတော့စိတ်နေစိတ်ထားကောင်းမှုမှုကတော့အတွင်းမရဲ့ခိုင်ခန့်တဲ့အမြင့်တွေနဲ့တူပါတယ်။ရည်တော်မြင့်မခိုင်ရင်အသီးပွင့်နေဘလောက်ပဲလှပကြပါစေအချိန်တိုင်းရင်ဒီအပင်ကြီးကသိသွားမှာပါပဲ။ ဒါကြောင့်လူတူဦးကိုတန်ဖိုးထားအခဲဖြတ်တဲ့အခါမှာသူရဲ့အရေးချင်းတဲ့စိတ်နေစိတ်ထားနှစ်ခုလုံးကိုမျှတသွားထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့အကြောင်းလေးကိုပြောချင်ပါသေးတယ်။ကျွန်တော်တို့အနေနဲ့လူတော်လဲဖြစ်လူကောင်းလဲဖြစ်တဲ့ပုံကူမျိုးဖြစ်အောင်ကြိုးစားသင့်တယ်ဆိုတာကမှန်တော့မှန်ပါသေးတယ်။ဉာဏ်ပညာနဲ့စာနာထောက်ထားမှုပေါင်းစပ်ပါဝင်တဲ့လူသားတူဟာပတ်ဝန်းကျင်အတွက်အင်မတန်အကျိုးပြုတာကလည်းပဲမှန်တော့မှန်တာပါပဲ။ဒါပေမဲ့အဲ့ဒီအဆင့်ကိုမရောက်လဲပဲဘာမှတော့မဖြစ်ပါဘူး။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့အနည်းဆုံးကျွန်တော်တို့ဟာ ဘာကူမမလုံနိုင်ဘူးကိုကလူတော်လည်းမဟုတ်ဘူးလူကောင်းလည်းမဟုတ်ဘူးဆိုရင်တော့မှပတ်ဝန်းကျင်ကိုအကျိုးမပြုရင်အကျိုးမရုပ်စေမဲ့သူမျိုးဖြစ်ဖို့လိုပါ रे အကျိုးမရုပ်စေမဲ့သူဆိုတာဘယ်လိုမျိုးလဲလို့မေးလို့ရှိရင်တော့သူတို့တွေဟာတပားသူကိုဒုက္ခပေးလို့တဲ့စိတ်မရှိပါဘူးစိတ်ရင်းကောင်းပြီးတော့ပွင့်လင်းကြပါ रे တရားမျှတမှုကိုလေးစားပြီးတော့မမှန်မကန်လုပ်ရတွေကိုရှောင်ရှားပါ रे ကိုကျိုးအတွက်ဆိုပြီးသူတပားကိုနင့်နာစေဖို့အတွက်လှုပ်ဆောင်မှုတွေကိုလည်းမလှုပ်ဆောင်မင်းနဲ့ပတ်ဝန်းကျင်ပေါ်ကိုစိုးကျိုးတက်ရောက်မှုတွေမရှိအောင်အမြဲတမ်းသတိထားနေတဲ့ကြတဲ့သူတွေပါ သူတို့ဟာတကယ်လို့အကျိုးပြုနိုင်တဲ့အခွင့်အရေးရခဲ့ရင်လည်းဝမ်းမြောက်ဝမ်းသာလှုပ်ဆောင်မှာဖြစ်ပေမဲ့ဒီလိုအခွင့်အရေးမရခဲ့ရင်တော့မှအ ਨੇ ဆုံးတော့ဘယ်သူ့ကိုမှဒုက္ခရအောင်လုပ်မှာမဟုတ်ပါဘူးဒီတော့ရှေ့မှာပြောခဲ့ဘူးတဲ့ဟစ်တလာရဲ့ဥပမာလေးကိုပဲပြန်ပြီးတော့ပြောရပါလိမ့်မယ်ဟစ်တလာလိုမျိုးထက်မြက်တဲ့ဉာဏ်ရည်ရှိပေမဲ့လူကောင်းစိတ်ဓာတ်မရှိတဲ့သူတူဟာကဘာကြီးအတွက်ဘယ်လောက်ထိအန္တရာယ်များတယ်ဆိုတာကိုသိမြင်ပြီးပါပြီဒါကြောင့်လူတော်ဖြစ်ဖို့ကြိုးစားနေတဲ့အချိန်မှာကိုယ့်ရဲ့လှုပ်ဆောင်မှုတွေဟာပဝင်းကျင်ပေါ်ကိုဘယ်လိုတက်ရောက်မှုတွေရှိနိုင်မလဲဆိုတာအမြဲတမ်းစဉ်းကျင်သုံးသပ်ဖို့လိုပါတယ် ကျွန်တော်တို့ဟာတော်ဖို့စူးစမ်းနေရင်လည်းပတ်ဝန်းကျင်ကိုပြက်လို့ပြက်စီဖြစ်သွားတာတွေလည်းအများကြီးရှိပါတယ်။အကယ်၍ကျွန်တော်တို့အနေနဲ့ချက်ချင်းအကျိုးပြုနိုင်တဲ့အနေအထားမှမရှိနေသေးဘူးဆိုရင်တော့မှအပြက်သဘောဆောင်တဲ့လောရက်တွေကိုရှောင်ရှားခြင်းအပြင်ကဘာကြီးကိုပုံမှုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်အောင်အထောက်အကူဖြစ်နိုင်စေပါတယ်။လူတော်လူကောင်းဖြစ်ဖို့စူးစမ်းအားထုတ်ခြင်းဟာအမြဲတမ်းတန်ဖိုးရှိတဲ့ရည်မှန်းချက်တစ်ခုဖြစ်ပေမဲ့လည်းဒါကိုရဖို့မလွယ်ကူတာမို့လို့အတင်းရအောင်လုပ်ယူရင်းနဲ့ပဲပတ်ဝန်းကျင်ကိုအကျိုးရုပ်သွားစေတဲ့သူမျိုးမဖြစ်အောင်ရှောင်ရှားဖို့အတွက်လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ရှေးလန်းတိုင်းဟာအပြတ်သဘောဆောင်တဲ့တက်ရောက်မှုတွေမရှိအောင်ဂရုပြုခြင်းအပြင် ပုံမူငိမ့်ညမ်းပြီးတော့တာယာတဲ့ကဘာသေးတစ်ခုကိုတိဆောက်ရမှာအားလုံးပါဝင်မှုလည်းလိုအပ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ပရိသတ်ကြီးတို့ရောကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလူရောဖြစ်ပြီးတော့လူကောင်းဖြစ်နေတဲ့သူတွေကိုမြင်ဘူးကြလား။ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ပြောခဲ့သလိုပဲလူရောတယောက်ဟာလူကောင်းဖြစ်ဖို့မလွယ်သလိုလူကောင်းတယောက်ဟာလည်းပဲလူရောတယောက်ဖြစ်ဖို့မလွယ်ဘူးဆိုတဲ့အဆိုပြုချက်ကိုရောသဘောတူကြလား။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာစိတ်ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပါအဝင်ဘဝအတွက်အကျိုးရှိမဲ့အရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်။ အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ